အဲ့ဒါတရားအထွေဖြစ်ကိုဖြစ်တယ်ဟောကိုယ်စိတ်ကိုကိုသိပြီးတော့နေလို့ရှိရင်ကိုယ့်ရဲ့အရေးချင်းတွေကတက်လာတယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေတက်လာပြီးတော့ကြောက်စိတ်တွေကတဖြည်းဖြည်းတဖြည်းဖြည်းနည်းသွားတယ်နော်အကြောင်းငယ်တဲ့လူတွေကိုဘုန်းကြီးအထူးတွင်တတိပေးခြင်းတယ်နေတိုင်းတရားထုတ်ပါငါမနစ်ပဲရရအားထုတ်ပါဟုတ် အဲ့တော့ပြောဦးမယ်ဆိုရင်တော့နောက်ထပ်ပြောစရာတွေအများကြီးရှိသေးတယ်နော်သို့တော့လူရင်းဘုန်းကြီးပြောခြင်းတဲ့အချက်လက်တွေကတော့ဒီလောက်နဲ့ပြည့်စုံသွားပါပြီနော်အဲ့တော့အဲ့ဒီလူရင်းကိုပဲပြန်ပြီးတော့တခွန်းနဲ့နဲ့မိကုံးပြန်ချိုးရမယ်ဆိုရင်ကို့ဘဝမှာကောင်းတာတွေဖြစ်ချင်ရင်မလုပ်ရမလဲစိတ်ကို ကောင်းအောင်ထားပါကောင်းတာကိုတွေးပါเนาะအဆိုးတွေမတွေးပါနဲ့เนาะအကုသိုလ်စိတ်ကိုတာရှည်လက်ခံမထားပါနဲ့ကိုယ်စိတ်ကိုကိုယ်စောင့်ကြည့်ပါเนาะသိနေရင်ပယ်လို့ရပါတယ်မသိရင်ပယ်လို့မရဘူးเนาะအဲ့တော့ရသလောက်အချိန်မရွေးနေရမရွေးကိုယ်စိတ်ကိုကိုယ်ကြည့်ပြီးတော့သိနေတဲ့အလေးချင်းကိုလှုပ်ပါကောင်းတဲ့စိတ်ကိုမြန်မြန်မွေးပါ မကောင်းတဲ့စိတ်ကို ဒါရှိလက်မခံပါနဲ့အဲ့ဒါလို့ဆိုရင်ကိုယ့်ဘဝပို့ပြီးတော့အစင်ပြေလာမှာဧကံမုတ်ချပဲနော်အဲ့တော့အားလုံးတက္ကဒကမတွေကိုယ်စိတ်ကိုကိုတီးပြီးတော့နော်မကောင်းတဲ့စိတ်ကိုလည်းပယ်နိုင်တဲ့သူတွေဖြစ်ကြပါစေကောင်းတဲ့စိတ်ကိုလည်းပဲများများမွေးနေသူတွေဖြစ်စာဖြစ်ကြပါစေဖြူစင်တဲ့စိတ်ထားကိုလည်းပဲရနိုင်တဲ့သူတွေဖြစ်ကြပါစေ ကြားရောက်လာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာတရားဓမ္မမေခွန်းဆရာများကိုဆရာတော်ဖျားစီလက်ဆင့်ခံပြီးကတ်နိုင်ပါပြီခင်ဗျာ ခြားရောက်လာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာနဝကမအလူငွေများကိုအကြောင်းအဝင်ဝါမှာလှူဒါန်းနိုင်ပါတယ်ခင်ဗျာခြားရောက်လာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာစေရနာရှင်များလှူဒါန်းတဲ့တောက်ရည်နဲ့အေးအေးများအကြောင်းရဲ့အဝင်ဝါမှာရှိပါတယ် တုံးဆောင်နိုင်ပါတယ်ခင်ဗျာစင်ကာပူလိုအလုပ်များတဲ့နိုင်ငံမှာအလုပ်လုပ်နေတဲ့သူတယောက်အတွက်အမြဲတမ်းတတိရှိနေအော ဘယ်လိုလုပ်ရပါမလဲတဲ့ယူသည်မြတ်လို့လက်အုပ်မိုးလျက်တဲ့နော်နာမည်တော့ထဲမှာပြောတော့ပါဘူးနော်ဒီမနာမည်လေးလည်းရေးထားပါတယ်ဒါတတော်မေးထိုက်တယ်မေးကုန်ပါဒီတတိနဲ့နေတယ်ဆိုတော့အလေးချင်းဟာသူ့ကိုမလောက်ရသေးခင်မှာတော့တော်တော်ခက်တယ်လို့ထင်ရတတ်တယ်နော် အမှန်တော့အစမှန်တော့ခက်တာအမှန်ပါပဲအဒီကမိမိသွားတာပေါ့နော်အဲ့တော့ဘုန်းကြီးတို့ကိုယ်တိုင်တရားအထုတ်ခါစားမှာဒီတတိယနေတဲ့အလေးချိန်ကိုစလုပ်တော့ဟိုထင်းတစ်လောက်မလွယ်တာကိုကိုတွေ့ကြုံမှုပါတယ်နော်အဲ့တော့ပထမအစမှာအချိန်နည်းနည်းလေးယူပြီးတော့5မိနစ်10မိနစ်ဖြစ်ဖြစ်ထိုင်ပြီးတော့လုပ်တဲ့အလေးချိန်လေးလုပ်ပါနော်အဲ့ဒါဆိုရင်နည်းနည်းလေးတော့အလေးချိန်ရလာမှာနော်တနေ့ကုန်အချိန်ပြည့်ကိုတော့အစမှာတော့ ိုရဖို့မမျှော်လင့်ပါနဲ့နော်အစမှာတော့ကို9မိနစ်လေးထိုင်တုံးမှာအဲ့ဒီ9မိနစ်လေးတိမြဲဖို့စူးစမ်းကြည့်ပါရိုးရိုးလေးဆိုရင်အသက်ရှူတာကိုသိပြောနေပါဝင်လာတာတိုးပြီးတော့ဝင်လာတာသိနေထွက်သွားတာကိုလည်းတိုးပြီးထွက်သွားတာကိုသိနေဒီကြားထဲမှာအတွေးတစ်ခုခုတော့တွေးမိမှာပဲစိတ်ဆိုတာမတွေးဘဲမနေနိုင်ဘူးနော်တမနစ်တောင်မတွေးဘဲနေဖို့ဆိုတာမလွယ်ဘူးအဲ့ဒီတွေးလာလို့ရှိနေတယ်ပဲအဲ့ဒီအတွေးကိုသိပါ ပြီးရင်အသက်ရှူရလေးမှပြန်ထားအဲ့လိုနဲ့အလေးချင်းလှုပ်တာများလာလို့ရှိရင်တပြေးပြေးနဲ့ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတာကိုယ်စိတ်ကတခုခုတွေးတာကိုပိုးပို့ပြတော့တိလာပါလိမ့်မယ်နော်နောက်ကိုယ်အိမ်မှာပဲနော်လှုပ်ရှားကိစ္စတွေအများကြီးရှိတတ်ပါတယ်နော်အိမ်မှုကိစ္စတွေရှိတယ်အဝတ်ရှူရတာပကန်းစီရတာထမင်းချရတာဟင်းချရတာနော်အဲ့ရတိန်တာတွေဘာတွေအပါဝင်ပေါ့အဲ့ဒါလေးလေးတွေကိုလှုပ်တဲ့ခါမှလည်းပဲ တက်နေတော့တတိကပြီးတော့လုတ်တဲ့အချင်းကိုလုတ်ပါနော်အဲ့မှာဆိုတော့ဘာပြောပြောနည်းနည်းတော့ပို့ပြီးတော့လုတ်ဖို့ရအဆင်ပြေမယ်လို့ထင်ပါတယ်နော်အဲ့လိုလုတ်လို့အလေးချင်နည်းနည်းပို့ပြီးတော့ရသွားပြီဆိုရင်ဥပမာအလုတ်ကိုသွားတော့မယ်ဆိုပါတော့နော်အိမ်ကနေထွက်ပြီအဲ့ဒီအိမ်ကနေထွက်တာနဲ့ဖနှက်စည်းတာကစတတိလေးထားပါနော် ဟိုဖနှတ်စည်းတာကဒါကြော်ပြီးပြောလို့ဖြစ်သွားပြီเนาะအဝစားလဲတာရေချိုးတာတို့ဘာလို့ဒါတွေပါတနက်လောက်တတိနေလောက်ပါเนาะအဲ့တော့အပြင်ထွက်ပြီးဆိုတာ ਨੇ လေကားတိတ်ကနေဆင်းပြီးဒုမုံရင်ဓာတ်လေကားနဲ့ဆင်းသွားပြီเนาะအဲ့ဒီဓာတ်လေကားခလုတ်ကလေးနှဲ့လိုက်တာအစတတိလေးထားလိုက်ပါเนาะအထဲကိုပြန်ဝင်လာပြီးခလုတ်ကလေးတွေပြန်နှဲ့လိုက်တယ်တတိလေးထားပါဆင်းသွားပြီးကိုလိုချင်တဲ့နေရာရောက်သွားပြီးအောက်ဆုံးအထက်ကိုရောက်သွားပြီး ထွက်ပြီးအဲ့ဒီထွက်တာလေးသတိထားပြီးတော့ခြေလှမ်းလေးတွေသတိထားပြီးတော့သွားလိုက်ပါနော်အဲ့ဒါလိုနဲ့ဘတ်စကားနဲ့သွားခြင်းလဲသွားမယ်သူမို့ MRT နဲ့သွားတာလည်းဖြစ်ချင်းဖြစ်မယ်နော်တချို့လည်းပဲကိုကိုပိုင်ကားနဲ့သွားတဲ့လူလည်းရှိမှာပဲနော်ဘာနဲ့ပဲသွားသွားနော်ဘတ်စကားနဲ့သွားတယ်ဆိုရင်အဲ့ဒီဘတ်စကားပေါ်တက်ပြီးတော့ထိုင်ပြီးတော့ဘတ်စကားပေါ်မှာတရားမှန်ရင်နဲ့သွားပါနော်အဲ့ဒါလိုလုပ်တဲ့တပည့်တွေတရားဓမ္မတွေအင်တာများပါတယ်နော်လုပ်တာများလာတော့သူတို့ကိုယ်တိုင်ပြောတယ်ကောက်ပေါ်မှာတရားမှတ်ပြီးသွားတာတိတ်ကောင်းတယ် ကိုဟာကိုတောင်ကားမောင်းမှုတော့မတော်ခြင်းဘူးတဲ့တချို့ဆိုကိုကားရှိပေမဲ့ကားမမောင်းခြင်းဘူးတဲ့ကိုကားကိုမောင်းလို့ရှိရင်တရားထုတ်ရတာနည်းနည်းခက်တယ်ခက်တာတော့အမှားပဲเนาะကြောင်းကြမှုကရှိနေတာဘူးဘတ်စကားနဲ့ဆိုတော့ကိုနေရာလေးကိုထိုင်ပြီးတော့မျက်စိလေးမှိတ်ပြီးတော့တရားလေးမှားပြီးတော့သွားတယ်ဘေးကလူကတော့အော်သူအရင်မောလို့အိတ်ချင်နေတာဖြစ်မှာပဲလို့ထင်ပါပဲเนาะဘသူပါထင်ထင်ကိစ္စမရှိပါဘူးเนาะအဲကိုရောက်မဲ့နေရာကိုတော့တတိထားရတာပေါ့เนาะရောက်ပြီးဆိုရင် ဲ့ဒီဘတ်ကားကနေဆင်းတာလေးတတိထားထားပြီးတော့ကိုယုံဌာနအလုတ်ဌာနကိုလမ်းလျှောက်သွားတယ်အဲ့ဒီခြေလမ်းလေးတိပြီးတော့သွားပါယုံရောက်သွားရင်တော့တွေ့တဲ့လူတွေကိုနှုတ်ဆက်ပါနော်အဲ့ဒါအမတန်ရေးကြီးပါလေဒီအကြောင်းတွေကိုဘုံကြီးတိတ်ခွေတိတ်ခွေဟောထားတာရှိတယ်ဘယ်ခွေလဲတော့ကိုယ့်ကကိုယ်လည်းမမှတ်မိတော့ပါဘူးနော်အဲ့အဲ့ဒီနှုတ်ဆက်ပြီးမှကိုယ်အလုတ်လောက်ရမယ့်နေရာရောက်သွားတဲ့ခါမှာအဲ့ဒီလုံနေတဲ့အလုတ်ကိုပဲတတ်နေတဲ့လောက်တတိလေးနဲ့လှုပ်ပါ မိတဲ့ခါလဲမိမှာပဲနော်ရာခိုင်နှုန်းပြည့်တော့မရနိုင်ဘူးမိတဲ့ခါလဲမိမှာပဲသို့တော့ရသလောက်တတိလေးကကပ်ပြီးတော့တတိလေးနဲ့လှုပ်ပါနောက်တစ်ခုလှုပ်နိုင်မှာကျင်တာကတချို့နိုင်ဒီမှာတနိုင်ပြည့်ရင်တစ်ခါအတမ်းမိတယ်ဟောအဲ့လိုထည့်ထားလို့ရတဲ့နိုင်ရှိတယ်နော်တနိုင်ပြည့်လိုက်ရင် तू ကတိ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 ဆိုပြီးအတမ်းမိလာရောအဲ့ဒါဆိုရင်ငါ့ကိုတတိနဲ့နေလို့တတိပေးနေပြီလို့ အဲ့လိုယူဆလိုက်ပါလုံနေတဲ့အလုပ်ကို10မိနစ်လောက်ဖြစ်ဖြစ်နားလိုက်ပြီးတော့အဲ့ဒီ10မိနစ်လောက်တရားနှလုံးသွင်းလိုက်ပါမျက်စိမမိတ်ပါနဲ့မျက်စိမမိတ်ချင်လည်းရနော်နောက်တနည်းလို့လို့ရတာရှိတယ်အဲ့ဒါတကယ်လို့တဲ့တပည့်တယောက်ကပြောပြတာနော် तू ကအလုပ်ကလည်းအင်တန်များတယ်အလုပ်လည်းပင်ပန်းတယ် तू အလုပ်ကလည်းလူတွေနဲ့ဆက်ဆံရတာလူတွေကလည်းတန်းစီပြီးစောင့်နော်ဒီတယောက်ပြီးသွားလို့နားလို့မရဘူးနောက်တယောက်ကတန်းစီနေတယ်နော် ဲ့တော့ तू ကဘယ်လိုလုပ်လဲဆိုတော့ပြောပြလိုက်မယ်နော် तू ကခဏလေးဆိုပြီးတော့ toilet ကိုသွားတယ် toilet ထဲမှာသွားတကားပိတ်ပြီးတော့3မိနစ်လောက်ထိုင်နေတယ်နော်အဲ့ဒီမှာ तू အနားယူရင်းနဲ့တရားထုတ်ပြီးမှ3မိနစ်ပြည့်ရင်ပြန်ထွက်လာတယ်နော် तू ကဘယ်လိုပြောလဲဆိုတော့အဲ့ဒီလိုမှ3မိနစ်သွားပြီးတော့တရားအာမထုတ်ဘဲနဲ့မနာဘဲနေရင်တဲ့ပိုပင်မှန်းတယ်အဲ့ဒီ3မိနစ်ကလေး break ယူပြီးတော့ တွက်လက်ထဲမှသွားပြီးတော့တရားလေးမှတ်လိုက်ရတာနည်းနည်းလေးအမောပြေသွားတယ်လူအများနဲ့ဆက်ဆံရတာဆိုတော့ကိုဘလောက်လှုပ်ပေးလှုပ်ပေးမကျင်တဲ့လူကရှိနေနော်အဲ့တော့စိတ်ကိုတော်တော်လေးထိန်းရတယ်တဲ့နော်အဲ့ဒါကြောင့်အဲ့လိုအလုံမှလည်းပဲရနိုင်တဲ့လောက်တတိလေးကတ်တဲ့အချင်းလှုပ်ပါယာခံရင်နှုံးပြီးတော့မရပါဘူးနော်လုံရင်လုံရင်နဲ့တဖြည်းဖြည်းနဲ့အချင်းရလာလို့ရှိရင်